၊ကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုထိန်တွင်ကျေးရွာစာတင်ကျောင်းကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမရှိဘူးလို့စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေနဲ့ရုပ်သံတွေမှာလည်းလည်းညင်းဆိုချက်ထုတ်ပြန်လာပါတယ်။စစ်ကောင်စီကတော့သူတို့တပ်ဖွဲ့ဝင်တွေဟာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေနဲ့စည်ရေးပြတ်မှတ်မဟုတ်တဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်တာမရှိဘူးလို့ဒီပဲရင်စာတင်ကျောင်းဘုံကျဲမှုပေါ်ညင်းဆိုချက်ထုတ်ပြန်လာတာပါ။ ဒီပန်းရင်မျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကတော့မနေ့မနက်ပိုင်းမှာအိုထိန်တွင်ကျေးရွာစာတင်ကြောင်းလေရင်နဲ့ပုံကျဲခံရတာကြောင့်သေဆုံးသူ22ဦးဒဏ်ရာရရှိသူ60ကျော်အထိမြင့်တက်လာတယ်လို့ထုတ်ပြန်ထားပါတယ်။သေဆုံးသူအများစုဟာကျောင်းသူကျောင်းသားကလေးငယ်တွေဖြစ်ပြီးသူတို့ကိုမနေ့ညနေပိုင်းမှာမြေမြုပ်တကြိုပေးခဲ့တယ်လို့ဆိုပါတယ်။ တာလင်ထိုင်းမို့စကားပြောခွင့်ရခဲ့တဲ့ဒေသခံ၃ဦးကလည်းစစ်ကောင်စီတပ်ဟာတိုက်ပွဲမရှိဘဲအိုထိန်တွင်ကြေးရွာစာတင်ကျောင်းပေါ်တက်တဲ့ပေါင်900ဘုံးတွေကျဲချသွားတာဖြစ်ပြီးကျောင်းဖွင့်ချိန်ဖြစ်လို့လူထိခိုက်တိုက်စုံမှုများပြားခဲ့တာဖြစ်တယ်လို့ဆိုကြပါတယ်။ဘုံးကျဲခံရတဲ့စာတင်ကျောင်းဟာအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီပညာရေးဝန်ကြီးဌာနလက်အောက်ခံကြားကာလပညာရေးကျောင်းတစ်ကျောင်းဖြစ်ပြီးအညာဒေသမှာတော့စီးရဲအခြေအနေတွေကြောင့်စာတင်ကျောင်းဖွင့်လှစ်မှုအချိန်မတူကြဘူးလို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။